ပါရီလုံနေကြပါလဲရှင်အားလုံးအားလုံးဒီနေ့တော့ကောင်းဘောတွင်လာနေပါလို့အားလုံးနှုတ်ခွန်းဆက်သပါရယ်နော်လို့လဲဒီနေ့စားကြပြီးပြီလားတောက်ကြပြီးပြီလားမားတော့မနဲ့ဆယ်နိုင်ခွဲပေါ့နော်မနဲ့ဆယ်နိုင်ခွဲရှိနေပါပြီလို့ဒီနေ့နည်းနည်းလေးပြောမယ်နော်စကားလေးနည်းနည်းလေးပြောမယ် ဟိုကျမပြောလိုက်တဲ့အရာလေးတွေကအကျိုးရှိသွားဖို့အရေးကြီးတာပေါ့နော်ဒီနေ့ရတဲ့နည်းလေးအချက်လေးနှစ်ချက်ကိုပြောပြခြင်းနဲ့ဒီလားအချက်နှစ်ချက်ပေါ့နော်ဒီအချက်နှစ်ချက်ကလေးပေါ့ဘာကြောင့်လဲကျမတို့စင်ကျင်တင်လိုက်စင်ကျင်ရမယ်နော်ဒီလားနော်ဘာကြောင့်လဲဆိုတော့ကျမတို့ကနှောက်တရားပါဇက်တရားအရန်ပါဇက်တရားစီးမရှိကမ်းမရှိပဲနဲ့မကုတ်တေးမမေ့ရတဲ့ ညာဒီမနေ့အလုပ်ပြီးတယ်ခွန်နိုင်အိမ်ပြန်ရောက်တယ်အဲ့ဒါပီတမင်းပကပောက်ချက်ကြတယ်နေ့လည်စားချက်ကြတယ်ချက်ပြရရေမိုးချိုးတယ်ခေါင်းလျှော်တယ်တစ်ချက်မှမအေးရသေးဘူးညနေမှပဲညချက်မှပဲအေးစစ်အိတ်တော့မယ်ဒီနေ့ကလေပြောချင်တာလေးဒါဘာလဲဆိုတော့ဟိုပေါ့ဒီကိုယ့်ရဲ့ဒီပါဇက်တစ်ခုပေါ့နော်ဒီပါဇက်ကြောင့် ကိုရရှိလိုက်တဲ့အကျိုးကျေးဇူးလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုအဓိကထားပြောချင်ပါတယ်။ဘာကြောင့်ကျွန်တော်စင်ကျင်တင်တာလေးစင်ကျင်ရမယ်เนาะကျွန်တော်တို့အတွက်ဒါသင်ခန်းစာပေးတယ်လို့ခေါ်တယ်။ဘာကြောင့်လဲပြီးတော့ကျွန်မကလေဒီနေ့လေအခုနောက်ပိုင်းမှာ YouTube ကမဖြတ်အကောင့်ပြတ်သွားမှာဆိုလို့ပေါ့နော်။ဟိုကိုကလွင့်တာပေါ့နော်။ဒီကနေ့ကျတော့ကျွန်မက YouTube ကနေပတ်စံရှာပြီးတော့ထမင်းစမယ်ထဲမှာမပါဘူး။ဒါပုံပုံလင်းပြောတာ။ ကျမဘွားမှာဒီ YouTube တွေရတဲ့အကြောင်းညာပတ်စံတွေနဲ့ကို့အကောင့်ကိုကြည့်လိုက်ဘယ်လောက်မှလည်း follow ပါမရှိဘူးပြဟိုဒီပြီးခဲ့တဲ့ဟိုရက်တွေဆိုလို့ရှိရင်ခဏခဏ like ကတော့လွတ်ရတာဟိုကျမတငယ်ချင်းပြောတာမနဲ့မြန် like ကလွတ်ရတယ်ဆိုတော့ကျမ like လွတ်မှုအချိန်လည်းမရှိအချိန်ရှိအချိန်ရှိတယ်ပြင်းတာဘာကြောင့်လွတ်မှာလဲပြီးတော့ကိုကသူများတကာရဲ့ wall တွေမှာ ဟိုသူများကရဲ့ post တွေကိုဝင်ယူမယ်ယူပြီးလို့ရှင်ကိုယ့်ရဲ့ဒီပေါ် wall မှာပြန်အဲ့ဒါမျိုးကျွန်မမလုပ်တတ်ဘူးကျွန်မပြောလိုက်ပြီးဟေးဆိုရှင်ကျွန်မပြောတဲ့ဒီအရာတစ်ခုကကိုသူများအတွက်အကျိုးလည်းရှိစေရမယ်သူများရဲ့ post ကိုလည်းမယူဘူးသူများရဲ့အကြောင်းတရားကိုတော့ပြောပဲနဲ့ကျွန်မတို့ဆင်ခြင်တင့်စရာလေးတွေဆင်ခြင်ရအောင်ကွာဟိုပေါ့ ပြောပေးတာပေါ့နော်အဲ့ဒါလေးတွေကိုပြောပေးတာပေါ့ဘာကြောင့်လဲဆိုတော့တရက်တရက်ကျမတို့ဒီမနေ့ကဆိုရင်လေကျမက Facebook မှာရော TikTok မှာရောလေတော်တော်များများဟိုပေါ့ဒီ page တွေကိုပေါ့နော် media page တွေကိုကျမ block လုပ် block လုပ်ရတာအများကြီးပဲမနေ့ကအခု10ခုလောက်ရှိမယ်ကျမ block ကတော့ TikTok မှာတွေရောအဲ့တည်နေတာထန့်ထန့်နေတဲ့ဟာလေတည်င်းထက်တာထက် သူများတကာကိုပေါ့နော်အပြစ်တင်တဲ့ ပွဲရှာတဲ့လူတွေရဲ့အဲ့လိုမီဒီယာတွေရဲ့ post တွေကိုကျမ block ကြတာလေမနေ့တနေ့ကုန်ကျမလက်လက်တော့မဟုတ်မကောက်တာကံကောက်တကယ်ကောက်မရတာကျမအဲ့ကျမတို့အခုပြောပြမယ်နော်အခုကျမဒီနေ့ပြောချင်အချက်နှစ်ချက်ကလေးပြောမယ်အဲ့အချက်နှစ်ချက်ကလေးကျမတို့ကစင်ကျင်တရားလေးထားပြီးတော့ငါတို့လည်းစင်ကျင်ရအောင်ဆိုတဲ့အတွေးစိတ်ကလေးနဲ့ဒါကိုကပြောပြပေးတာပေါ့နော်ဆရာလောက်တာလည်းမဟုတ်ပါဘူး ဟိုဒါမဲ့ဒီခါလေးကြာလို့ရှင်အော်သူနဲ့ကိုနဲ့ဟိုတွေးခေါ်ခြင်းဖလှယ်တာတို့အကြံပေးတာတို့အဲ့ဒီသဘောမျိုးပဲဖြစ်တယ်နော်အခုကြည့်နော်အခုတည်င်းနေဆိုလို့ရှိရင်အခုဒီရက်အတွင်းမှာမနေ့ရပဲနော်တည်င်းတက်လာတယ်ဟိုအမေရိကမှာနေတဲ့နော်တယောက်ပေါ့နော်ကျမတို့ခုပြောပြမယ်ကျမတို့ခုပြောပြမယ်ကျမအဲ့လိုမျိုးလေဟိုရန်ဖြစ်တဲ့ရန်ဖြစ်တဲ့မိမတွေရဲ့ဥစားတယ်ကျမမကြည့်ဘူးရှင်ကျမအကုန်လုံး block ထားတယ်ကျမ block ထားပြီမဲ့ တချို့တွေကပွဲကြိုက်တဲ့သူတွေက share တာပေါ့နော်အဲ့ဒီလူတွေရဲ့ post တွေကို share တော့ကျမက တွေ့ရတာပေါ့ကျမတို့မျက်စိမှမကန်းနေတာဒီ Facebook ကနေပြီးတော့တချို့တွေကအဲ့တို့ရဲ့ဒီရန်ပွဲတွေ share တဲ့ခါကျဘသူကဘသူဘသူကဘသူပေါ့ကိုကသိနေရတာပေါ့နော်အဲ့တော့ကျမပြောပါကျမအစဲတွေပါဆိုကျမနားထောင်လို့မရဘူးကျမဒီမနေ့မိုးလင်းကျမဖះတရားလုပ်တယ်ဖះရှိခိုးတယ်။ဘာကြောင့်လဲကျမတို့ကဖះတရားကရန်အရေးကြီးလာပြီ။ကျမတို့အသက်တွေကလည်းဟိုမငယ်တော့ဘူးလေနော်။အသက်60နာပြည့်တော့မယ်ဆိုတော့အရင်တို့ဖလန်းဖလန်းနဲ့အရင်တို့ကဲရမယ့်အချိန်လည်းမဟုတ်တော့ဘူး။ဟို မသေးကန်နီးလေးမှာပေါ့နော်တင်းညာငုံက6လောက်ကတစ်ဖက်မကတော့လို့တစ်ဖက်ခွဲလှက်တစ်ဖက်ဖက်ခွဲလှမ်းနေပြီဆိုတော့ဟိုကဖျားတရားလေးနဲ့ပို့ပြီးတော့နေပါတယ်ကျမဒါရိုးရိုးသားဝင်ခံပါတယ်ဆိုတော့ငငယ်တော့ကတော့အဲ့လိုအတင်းလေးတွေကိုဆက်ဆုတဲ့စိတ်လေးရှိပေမဲ့အခုချိန်မှာကျမတိတ်မဆက်ဆုတတ်ပါဘူးရှင်ဒါပေမဲ့သူများတွေက Facebook မှာ share တဲ့အတွက်ကြောင့်တော့ကိုကချိန်မိတာပေါ့နော်ဆိုတော့အဲ့ဒီအမေရိကတယောက်ကတတော်လေးတော့သူကပွဲဆူတာကွာသူကသူ့အတန်ကြီးနဲ့သူလားဟာသူဈေးအောင်လို့ရှင်လဲသူများသူကဘယ်လိုခေါ်မလဲဆိုတော့ တချို့ကြတော့လေလို့ပေါ့ငါဆယ်လီဖြစ်ဖို့အတွက်ငါ line ပေါ်မှာငါ off လိုက်မယ်ငါလူအထင်ကြီးအောင်ငါ save လိုက်မယ်လူငါလူထင်ကြီးအောင်ငါလွတ်လိုက်မယ်ဆိုရင်တို့တို့ရဲ့ page တွေ follower ရမယ်ဆိုရင်အထင်နဲ့တို့ကလူဘလို့ကလူတွင်ကျလို့တာနော်လူတွင်ကျလို့ပြုတ်ပြတာပေါ့ပါဇက်ကနေဝူဒူပြောတာပဲဟိုဟိုဟိုသူများတကာရဲ့အဲဟိုဘာလဲဘလို့ခေါမလဲ သူများကပုတ်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 ကလီကလားပုတ်ကပုတ်ပုတ်ကိုရေးရလဲဝင်ဖက်လို့ပြောလို့ပြောဟုတ်လားလဲမသိမဟုတ်လားလဲမသိအာပြီလို့ရှင်ဘယ်မင်းသမီးကိုထဝုံလိုက်ဘယ်မင်းသမီးကဘသူနဲ့ယူအကုန်ပုတ်ကအဲ့လိုအဲ့တရားကတော်တော်လေးကိုပေါ့နော် तू ကပြောတာတော့ကြာနေပြီနော် तू ရဲ့ तू တော်တော်ရံပွဲရှာနေကြာနေပြီဆိုတော့ جماعه လဲ तू 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 ရံပွဲတို့ချို့ဟာဟိုရှင် جماعه ဖြစ်ဖြစ်ပြရတယ်ဘလောက်ကတယ်ကျမကမကြိုက်တဲ့ဟာကြီးကိုကျမအဲ့ပွဲတွေမကြိုက်ဘူးဒါပေမဲ့နောက်ပိုင်းနဲ့ကြတော့ ဟိုဘယ်လိုဖြစ်လာလဲဆိုတော့အဲ့အလောက်တောင်ပေါ့နော်ပြောနေတာဆိုနေတာတွေကတချို့ရသဘောကြတာပေါ့အာသူ့ fan ကို fan ပေါ့ဟာဒီဘက်က fan နဲ့ဟိုဘက်က fan နဲ့မကျမတို့ကြတော့ကျမကြတော့ fan မရှိဘူးကျမရံပွဲ fan နဲ့ကျမလိုက်မနေကျမတို့ရံပွဲ fan ကအတိတ်ပဲမရှိဘူးပြောချင်တာဘာလဲဆိုတော့ကျမတို့ရံပွဲတွေကိုလိုက်ကြည့်ဖို့အတွက်အချိန်မပေးနိုင်ဘူးအဲ့ဒါတွေကဘာလဲအကုသူတွေနော်မနေ့မိုးလင်းလို့ရှိရင်ကျမတို့ကကုသူတရားနဲ့ ဓမ္မတရားတွေနားထောင်ပြီးနေမှာစိတ်ကြည်နေတယ်လေမနဲ့မိုးလင်းဖျားတရားအခွေနားထောင်မယ်အဲ့မှာတမနဲ့လုံးကိုစိတ်ကြည်လန်းစွာနဲ့တဏီကုံဖြတ်တမ်းရမယ်ကျမကတော့အဲ့လိုခံယူထားတော့ကြမနဲ့မိုးလင်းကျမဖျားရင်ရှုခိုးတယ်ရှုခိုးပြီးလို့ရှင်အေးစေးလေးပေါ့နော်စိတ်ငြိမ်သက်သက်တခြင်း YouTube ကနေပြီးတော့လို့ပေါ့ဟိုပေါ်ဘယ်လိုခေါ်မလဲ relax music တွေရှိတာပေါ့နော်ဒါအဲ့လိုမျိုးလေကျွန်မတတိစိတ်လေးနားထောင်နေအဲ့ဒါနဲ့ပဲကျွန်မအချိန်ကုန်နေပါကျွန်မတနေ့တာလေးကိုအေးစစေးကုန်ခံနေတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒီအကုဒါရံပွဲရှာတာတို့ဗဇက်ကနေညညူးတာဆိုတာအမင်္ဂလာတွေနော်။ဆိုသူမနေ့ကသူအကြောင်းတက်လာတာပေါ့နော်သူအဖမ်းအလုံးသိမှာပဲကျွန်မပြောပြစမ်းမလို့ဖမ်းခံရခါကြတချို့ကပျော်ကြတာပေါ့နော်ဟာကောင်းတယ်ပေါ့သူ့ရဲ့သူ့ကိုတိုင်ကြားတဲ့သူကိုသွားပြီးတော့ထိရတလားပေါ့နော်အဲ့တယောက်ကလည်း ဆက်ဆက်စီမကဘူးပေါ့နော်သူ့ဘက်ကကြည့်တော့လဲမတရားဆွဆွဲထားတာခံရတော့သူကလည်းမရဘူးပေါ့နော်ဆိုတော့ညှိကုန်တာပေါ့နော်အောက်ချင်းအောက်ချင်းချိတ်ချင်းချိတ်ချင်းတွေတော့ညှိကုန်ကြတာပေါ့ပြန်မဲ့အဲ့လိုညှိရထဲမှာအမှန်တရားဘက်ကနေရက်တည်မယ်ဆိုလို့ရှင်တော့လူတစ်ဖက်သားရဲ့ပုံကိုရေးရကိုမသိဘဲနဲ့ဆွတ်ဆက်ဝင်ဖက်ပြောပြီးတော့ဟိုလူကိုဖောင်းထုဟိုမင်းသားမင်းသမီးဟိုမင်းသမီးကိုပြော attention ရှာတာပေါ့နော်ကိုယ့်ရဲ့ ကိုဝေါ်မှာပေါ့ငါနိုင်ငံခြားမှာငါနေတာပဲငါဘသူမှဂယုမဆိုင်ဘူးဆိုတော့အပြောနဲ့အဲ့ဒါတော့ကျမမကြိုက်ဘူးရှင်ကျမပြောပြမယ်ကျမတို့ကနိုင်ငံခြားမှာနေရလို့မကတော့ကောင်းဘယ်မှာပဲနေနေကျမတို့ကလူကလူပဲเนาะနောက်ဆုံးပြောမယ်ကွာတေသွားတဲ့သူတောင်မှအယိုးဆွေးသွားလို့ရှိရင်ဟိုပေါ့တေဟိုအမြုပ်ပြီးသွားလို့ရှိရင်ခေါင်းတွေလူရိုးပဲကျန်နေတယ်လေအသားတွေခန္ဓာကိုယ်တွေကမရှိတော့ဘူးမယ်ခေါင်းတစ်လုံးနဲ့ ဟိုပေါ့6ရောက်2ချောင်းလက်2ချောင်းအယိုးတွေကျန်းခဲ့တာပေါ့နော်ဒီလိုပဲကျမကသေရင်လည်းဒီတိုင်းပဲမသေးခင်လည်းဒီပုံစံဒီပုံစံပဲလူကလူပဲလေနော်အမေလူလူလူမတတ်မှတ်ဖဲနဲ့ငါကနိုင်ငံခြားမှာနေတာအေးငါပြောချင်တာငါပြောပြလိုက်မယ်အဲ့ဒါတော့ကျမလည်းမကြိုက်ဘူးရှင်ကျမဒီနိုင်ငံခြားမှာနေရသူပဲဖြစ်ပါလေဒါပေမဲ့ကျမနိုင်ငံခြားမှာနေပါဖြစ်နိုင်ငံခြားမဆောင်နေရဖြစ်လေနိုင်ငံခြားမှာနေရမကောက်လို့နိုင်ငံခြားဘယ်လိုနေနေလေလူကလူပဲလေလူလူချင်း ဟိုဘယ်လိုခေါ်မလဲလူစိတ်ထားပြီးတော့တောင်းတောင်းနဲ့မယုံမှန်ပြီးရောပေါ့နော်အခုကြည့် तू ပါဇက်တွေ तू အာချောင်းတော့မလားအာချောင်းပြောရမလားရံပွဲကြောင်ပြောရမလားအခုကြည့်ဘာနော်ကိုသူ့မှာတားလေးတယောက်ရှိတယ်နော်ကျွန်တော်ရှင်တာပဲဘာမှုတဲ့စကားတွေပြောမယ်ပြီးကိုကိုကပြဿနာတစ်ခုရှာနေတယ်ဆိုရင်ကိုရင်ဆိုင်ရဲ့လားရင်ဆိုင်ရဲ့လုတ်ပလိုက် ကိုလည်းမရင်ဆိုင်ရဲဘူးပါဆက်ကနေပါလဲလက်သီးကြားထဲရနေပစိုးကြားနေလက်သီးထောင်ပြအဲ့လိုမလုပ်နဲ့လေနော်ကိုငါအမေရိကန်သူပဲငါအမေရိကန်မှနေတာငါပြောချင်啊ငါပြောလိုက်မယ်မဟုတ်ဘူးနော်ကိုမုန်းနေသူရှိတယ်ကိုချစ်တဲ့သူရှိတယ်ဟုတ်တယ်ဟုတ်ဘာလို့ပြဿနာကိုလိုချင်တာလဲကိုကိုရဲ့ page ်ကိုယ့်ရဲ့ဝေါ်မှာတကယ်လို့များနာမည်ကြီးကျယ်နေဆိုရင်တခြားအနေနဲ့ပေါ့နော်အခုဆိုရင် food blogger တွေရှိတယ်ကွာ makeup blogger တွေရှိမယ်အဲ့ဒါတွေမျိုးလို့ပေါ့နော်နာမည်ကြီးတယ်လေကွာဘာလို့သူများအကြောင်းကိုပြောပြီးသူများအတင်းပြောသူများကို မဟုတ်တရုတ်ပြောသူများကကိုဆဲဆူပြောပြီးမက်တီမနထားနဲ့အဲ့လိုမျိုးနဲ့ကိုယ့်ရဲ့ page ကိုအစင်ပြေဖို့လောက်တယ်ဆိုတော့မှားတယ်ဒီမှာဘယ်ဘက်ကမပါဘူးနော် ကျမအမှန်တရားကိုကျမပြောတာကျမအနေနဲ့ကျမဆိုလို့ရှိရင်ရံပွဲမချိုက်တဲ့ကြောင့်ကျမမကြည့်ဘူးပြောပြီးကျမအကောင့်မနေ့ကဆိုရင်လည်းအကောင့်နေလိုက်ဖြည့်ဖြည့်ဖဲတာပေါ့နော်ဒါကြောင့်အခုကြည့်ကိုပြောတဲ့ပါဆက်တစ်ခုကနော်ဒီနှုတ်အဲ့ကြောင့်ကျမတို့အမေဖေကအမြန်းတင်တယ်ချစ်အောင်ပြောတာလေဒီပါဆက်ပဲတဲ့မုန်းအောင်ပြောတာလေဒီပါဆက်ပဲတဲ့လူတို့နောက်ပြောပါရဲ ကိုပပီလေးလေးပြောတယ်လို့ရှိရင်လည်းလိမ့်မယ်တော့၎င်းစီးရမယ်လိမ့်မယ်ကားတော့၎င်းစီးရမှာနော်ဒါတော့ဟိုကျွန်တော်မေတင်ပြတာပေါ့နော်ဒီဗဇက်ကနေပြီးတော့စင်ကျင်တရားလေးရှိဖို့အတွက်ကျွန်မအမေရတင်ထားပေးတာပေါ့နော်ဗဇက်ကဗရန်ဗန်နဲ့ပြောချင်တာပြောလို့မရဘူးရှင်ကျွန်တော်တို့ကဘာကြောင့်လဲဆိုတော့သူတစ်ဖက်ငါပြောတဲ့စကားတခွန်းကဟုတ်တယ်ဖြစ်စေမှန်တယ်ဖြစ်စေမှားတယ်ဖြစ်စေသူတစ်ပါးကို ထိခိုက်စေမယ့်အရာဆိုမလုပ်ရဘူးနော်အဲ့ဒါ ဟိုမစင်ကျွန်တော်အခုချိန်မနေရနော်သူအဖမ်းခံလိုက်ရတယ်ပြောတယ်ဟိုဘောအော်ဖြစ်ဆရာဟိုဟောဘကလည်း तू မှန်နေတာ哦 तू မှန်နေရ तू မတရားဆွဆွဲထားတာတွေရှိတော့ဟိုလာရှင်းမှာလာရှင်းမှာပြောတော်တော်လေးပွဲဖြစ်သွားတာနော်ငါမန္တလေးမှာစောင့်နေရလာခဲ့ပါပြောတာပဲလေကျမကအဲ့ဒါလိုက်ကြည့်အော်လို့ဟိုကလည်း ပြပြကဲဆိုလို့ရှိရင်တို့မြန်မာလူမျိုးတွေကစကားမပြေလည်းပြောလို့ရှင်အားလုံးအဆင်ပြေပါတယ်เนาะမမဲမလုတ်မပြေပဲမဲနဲ့အားငါအကျော်ကြီးနဲ့ညိုက်မယ်ဆိုတော့အခုကြည့်သူ့မှာတားတယောက်ရှိတယ်အဲ့တားလေးတော့ကျွန်မမတွေ့ပါလမ်းပါလာကိုမတွေ့ဆိုတော့အဲ့တားလေးအမေရိကန်မှာကျန်ခဲ့မယ်ဆိုရင်ကလေးရတနာစရာလေးနော်အဲ့ဘာကျွန်မတစ်ခါသူများတင်တာသူများ share တယ်သူ့တားလေးသူ့ဘဝပဲဆိုပြီးတင်ထားတာဆိုတော့ကြည်စမ်းဘလောက်ကလေးလေးဘလောက်တနာဘယ်ကြည့်ကိုရဲ့နှုတ်တစ်ခု မစင်မကျင်လုံးလိုက်တာ ထိခိုက်နေတာသွားတာကကိုဝမ်းနဲ့လွယ်ပြီးတော့မွေးထားတယ်သားသမီးတွေထိခိုက်တယ်ကိုမိသားစုစိတ်ပူရတယ်အဲကြောင့်လို့ကျမတို့ဒါလေးတွေလေးစင်ရကြပါသလားကိုနဲ့မဆိုင်လို့ရှင်ဝင်မပါနဲ့ဟိုပိတ်ပွဲတွေမတိုင်နဲ့ ဲ့ပွဲတွေကလည်းအချင်းပါသွားလိမ့်မယ်တိလားနားထောင်ရင်နားထောင်ရင်ဟာဘာဘာပွဲတွေဆိုတော့စိတ်တွေဝင်စားငါတို့မြန်မာလူမျိုးတွေတချို့ကလည်းအဲ့ပွဲတွေနဲ့ပဲသဘောကျနေကြအဲ့အဲ့ပွဲတွေမှာပဲလေတိမနဟာဟိုဟာမနေ့ကဆိုပိုတောင်ဆိုးသေးတယ်တိလားလောင်ကေလောင်ကေပွဲတွေရှိတယ်ငါဒုက္ခပဲဟိုငါတို့ရင်းနှွားကိုလွတ်လပ်ရင်းနေမှာဟိုအင်းစိန်ပန်းချံမှာငါတို့တွေဟို အစိုးကပွဲမျိုးလို့တော့ကြာအမလေးတခါလေလာကေငါရဲ့ဝေါ်ကိုလာကြည့်ပွဲရှိတယ်ဘုရားကြီးဒုက္ခပါပဲငါတို့ဟိုပါလေဟိုဘလို့ခေါ်ဇက်သဘင်ပွဲတွေမှာတို့ဘလို့လို့ပြီးတော့လူမျိုးတွေစိတ်တက်တော့မကောင်းတော့သူများတခါလေဟိုပြဿနာဖြစ်နေတယ်ရံဖြစ်တယ်ဆိုလို့ရှိရင်ကိုယ့်ကိုအေးစိနေလို့မစင်စားအောင်လိုက်ကြည့်ရလိုက်ကြည့်တာအခုတော့ကိုယ့်ရဲ့နှုတ်တစ်ခုကြောင့်ကြည့်မျက်နှာသွားတာပေါ့နော်အဲ့တစ်ခုပြောချင်တာဒါကြောင့်မလို့ နှုတ်ကလေးတွေထိန်းကြပါလို့နှုတ်ကလေးတွေထိန်းကြပါနှုတ်ကလေးတွေဆင်ခြင်ကြပါဘာကြောင့်လဲဒီနှုတ်ကနေပြီးတော့ကြည်ပြားရှိလာတဲ့အရာတစ်ခုเนาะကိုပါဆက်တရဟိုမစင်မခြင်းပြောလိုက်တဲ့အရာတစ်ခုကဘာဖြစ်သွားလဲကိုပဲထိခိုက်သွားတာလေเนาะကိုပဲထိခိုက်သွားတာဒါကြောင့်လို့အရှမ်းကိုဆင်ခြင်ပါလို့အဲ့ဒါလေးတစ်ချက်ပြောခြင်းတာပေါ့เนาะနောက်တစ်ချက်ကြတော့ဘာလဲဆိုတော့ဆယ်လေးအကြောင်းပြောမလို့သိလားမနေ့က က်လာကျမလည်းမလို့ဘာအလုပ်ထဲမှာကြာတော့ကျမကညာရင်းသမားဆိုတော့ဟိုအလုပ်ထဲမှာခါကြလို့ရှင်နည်းနည်းပါအလုပ်ပါတဲ့အခါဆိုရင်ပေါ့လူမာတဲ့အိတ်တဲ့အချိန်ဆိုရင်ကိုကအားနေတာအားတော့ဖုန်းပုတ်တာပေါ့ကွယ်တင်လာလူပဲလေးဖုန်းပုတ်တာပေါ့ပုတ်တဲ့အခါကြာတော့သတင်းကတက်လာတာပေါ့နော်သတင်းကပါတဲ့ဆိုအဲ့လိုပေါ့မနေ့ကပါလဟိုဟိုအမှုပညာရှင်ကလေးမအကောင်လေးနဲ့ ကောင်းမလေးစိတ်ဓာတ်ပွဲလာပါလားကျွန်မအေးအခုနောက်ပေါက်တယ်ကျွန်မတိတ်မကြိုက်ဘူးမလို့မကြိုက်ဆိုတာကျွန်မကျွန်မလည်းကျွန်မပါကျွန်မပေါ့နော်ကိုယ့်ရဲ့လူကိုအကြိုက်တယ်မျိုးစီနော်ဆိုကျွန်မတိတ်မသိဘူးပေါ့နော်နောက်ပေါက်မင်းသမီးတွေကျွန်မမသိဘူးကျွန်မသိရတော့ကျွန်မအမေတို့ခစ်ကအဲ့လိုပေါ့အန်တီဝါဝဝင်းရွှေတို့အန်တီဒီညိုတို့အန်တီကင်ဒရာထွန်တို့တော့သိတယ်ပေါ့နော်အဲ့လိုမျိုးလေးဒီကိုကိုယ့်အမေအရွယ်တုန်းကအချိန်ကအချိန်နဲ့အခုခစ် ကိုဒီရောက်တဲ့အချိန်မှာဆိုတော့မသူကွာဟသွားတာပေါ့နော်လူငယ်တွေရုပ်ရှင်မင်းသားအစ်စ်အပေါက်လဲဥစားဘလို့ခါအစ်စ်တွေတိတ်မသိဘူးတိတ်လည်းမချစ်ပြူပေါ့နော်ပြောချင်တာဗာလဲဆိုတော့မနေ့ကလာတာပေါ့တတော့အဲ့မှနေပေါ့ blame တာဟုတ်ကလေးမှလေးတိုင်းရင်သူလေးနမယ်လေးလုံးမင်းသမီးကိုအနေထိုင်မတက်တော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ကျွန်မပြောပြလိုက်မယ်တိလားရှင်တို့နေရာကလက်လိုက်ပြီးတော့လူတစ်ဖက်သားကို complain တက်နေတဲ့သူတွေကိုကျွန်မတခုပြောရှင်တို့အလုပ်မရှိကြအောင်လား။ဘာဖြစ်လို့မြန်ပေါ်တော့အချင်းမြစ်သတင်းမီဒီယာဆိုတာကတော့တို့သတင်းတို့တွေရဲ့ဒီ page တွေဟိုသတင်းရောက်လို့တို့ဖျက်ညက်စလုံးမှာပဲလीနော်။မင်းတို့ဘုနာမရှိကြအောင်လား။မင်္ဂလာဆောင်ပွဲကိုကျမသေချာပြန်ကြည့်တာပေါ့နော်ကျမပြန်ကြည့်တဲ့အခါကျမလည်းမကြည့်ချင်ပါဘူးဒါပေမဲ့ဟောဘာပဲလဲဆိုတော့ကြည့်တဲ့အခါမှာသူတို့ဓာတ်ပုံတွဲရိုက်တဲ့အခါမှာ ဓာတ်ပုံတွဲရိုက်တဲ့အခါမှာအဲ့မင်းသမီးကြီးပေါ့နော်ကလေးတို့တို့သမီးရဲ့ဘက်ကအမဖြစ်လိမ့်မယ်အမတဝင်းခွဲဖြစ်လိမ့်မယ်နာမည်ကြီးမင်းသမီးပေါ့နော်အကယ်ဒမီမင်းသမီးရနာမည်လေးလုံးအကယ်ဒမီမင်းသမီးရသူ့ကိုကျမမြင်တယ်လာခဲ့တက်လာခဲ့လို့ခေါ်တာဖြစ်ပါလိမ့်မယ်တက်လာခဲ့ဆိုတော့သူတက်သွားလိမ့်မယ်တက်သွားလိုက်တဲ့အခါကျတော့ဖြစ်ချင်တော့ယောက်ျားလေးဘက်ကသရိုးသားဘက်ကမအေရမပါစေချင်တာလားဘာလားမသိဘူးကျမတော့အံ့ဩတယ်တကယ်တော့ကျမတော့ complaint တက်မယ်ဆိုရင်သူတို့သားအမေကိုကျမ complaint တက်တယ် professional မဆန်လို့နော်ဘာလို့ professional မဆန်လဲဆိုတော့ကျမပြောပြမယ်သိလားကျမသားအငယ်လေးမင်္ဂလာဆောင်နေသိလားမင်္ဂလာဆောင်တဲ့ခေတ်စာလိုတဲ့ခေတ်စာမျိုးသူတို့လို series ပူတော်ဆိုးတာပေါ့နော်အာသူတို့ဖျက်ရမယ် make up ဆရာဘုရားတင်ပြရတဲ့ကုန်ပြည့်နဲ့ခံရတဲ့ခါမှာဟိုလူလည်းအခမ်းမန်းဒီလူလည်းအခမ်းမန်းလှလာလှချင်းရသေးတယ်ဆိုတော့ဟိုပြောချင်တာဗာလဲဆိုအဲ့ခါကြလို့ရှင်လူတွေကလည်းဝုန်းဝုန်းနေမယ်အတချို့ကလည်းကိုယ့်ရဲ့အသည့်တွေကိုယ့်ရဲ့အမှုပညာရှင်တွေကိုလိဟင်းမလိဟင်းအောင်ဘာကြောင့်လဲကျမကျမသားအငယ်လေးမင်္ဂလာဆောင်တော့ဆိုလို့ရှင်เนาะဒါဟိုတော်သေးတယ်ကျမတို့ကတာတာဒီကျွန်တော်တို့စတူဒီယိုမှာမဆောင်ဘောเนาะ time မှာပြန်ဆောင်တာပေါ့เนาะตาလေးမင်္ဂလာဆောင်มาဘာကြောင့်ဆိုတော့ဒီမှာကြာတော့မိသားစုနေတယ်လေ ဟိုမှာခြောက်တော့မိသားစုများတယ်ဆိုတော့ဟိုဘက်ကဘုံမပါဆောင်ကြတာလူကျောလူအများကြီးဖိတ်ဘူးနော်လူအများကြီးဖိတ်ဘူးသားသားငယ်လေးမိသားစုမှာအများကြီးဖိတ်ဘူးဒါမဲ့လေမလစ်ဟင်းအောင်ကျမဥစည်းရတယ်ကျမရှာနေရတယ်ဟဲ့ဟိုဟာလေးဟဲ့ဟိုဟာလေးနော်ဟိုဓာတ်ပေါက်ကဘလို့ကျွေးมาလဲဘလို့ဘာချက်လဲဟိုဒါဟိုဂလိုက်လို့ရတာပေါ့နော်ဟိုဖုံကြီးဆိုလဲဖုံကြီးအလျောက်အဲဒါမင်္ဂလာဆောင်ဆိုတာကဘလို့ခေါ်မင်္ဂလာယူတာလေးနော် လူတယောက်ကိုဓာတ်ပုံတွဲရိုက်လို့မတူတလို့မတန်လို့ဆက်ဆံတာဆိုတာကသတို့သားရဲ့အမြတ်မှားတာဟိုကလေးမလေးကဒီအဲ့ဒီမင်းသမီးလေးကမင်းသမီးကြီးကသတို့သမီးရဲ့မင်းသမီးသတို့သမီးရဲ့အမျိုးကတက်လာခဲ့လို့ခေါ်လို့သူတက်သွားတာလေ ူတက်သွားပြီးတော့နေရာမရတာသူဘယ်လိုလုပ်လို့မလဲเนาะဒါတော့တော့ဒီမင်းသမီးသူတို့သမီးကလည်းသူတို့နဲ့ရုပ်ရှင်အတူတွေ့ရခဲ့တာနာမည်ကြီးသွားတာเนาะချင်းဖော်ဆိုတဲ့ကာမှာသူတို့အရင်နာမည်ကြီးတော့ကျွန်မနည်းနည်းကြားခဲ့တယ်ပါသူတို့အရင်ခင်တဲ့တငယ်ချင်းဖြစ်သွားတယ်လေเนาะအရာကိုပဲစနိုက်ကြောမှနင်တို့တစ်ချိန်လုံးသူများတဲ့ကောင်ကို complaint တယ်နင်တို့ကဘယ်လိုများ perfect ဖြစ်လဲငါဘယ်မင်းသမီးရဲ့ဟိုဟို fan လည်းမဟုတ်ဘူးပြောပြတာကိုအလုပ်မရှိကြတော့လားဘာလို့မြန်အကုသို့ယူနေကြတာလဲ ဟိုဟာကြည့်လဲအာကုတူယူဟိုသတင်းကြည့်လဲအာကုတူယူဟိုသတင်းကြည့်လို့ရှိလာခဲ့လာခဲ့တဲ့အတင်းအတင်းအတင်းအမလဟုတ်ပြောက်ကြတယောက်ဆိုပို့ဆိုးတဲ့အကောင့်တကောင်ဘလို့လဲမသိဘူးအမလေးလောက်ကဲမပြောမဲ့လာခဲ့တက်လာခဲ့တက်လာခဲ့ like and share လုပ်ပေးအမလေးသူများတကာသတင်းကိုတို့လေမင်းရှိတ်ပြောလေမပြည့်ရင်ချင်မဟင်းနဲ့မြင့်နေစားလာအောင်မရတယ်အမလေးလာခဲ့လာခဲ့လာခဲ့ပြောပြမယ်ဟိုကတေချာချီလေးတဲ့င်းတစ်ခု ထက်ညက်ဆက်ကိုမချိနဲ့နော်နင်တို့ကဘာနဲ့တောက်တူလဲဆိုတော့ကိုကြိုက်တဲ့မင်းသမီးဆိုလို့ရှိရင်အဲ့မင်းသမီးပါတဲ့ချီရစာနော်မှုန်းရင်မှုန်းနေတာနင်တို့မှဥမ်းတော့မရှိတော့ဘူးကြိုက်ပါငါလဲငါကြိုက်တဲ့မင်းသမီးရှိငါကြိုက်တဲ့မင်းသမီးတော့တယောက်ပဲရှိတယ်မတက်မုံမြင်အပေါ်တင်ပြောတာငါတက်မုံမြင်ကလည်းလို့ဘယ်သူကမှမချိဘူးအခုနောက်ပါအကျင်ဖော်လို့တော့ကြည့်မိတာပေါ့နော်ကောင်းလို့ပါဟိုကြိုက်တယ်ပေါ့နော်လို့အဲ့မင်းကလေးတွေပညာပေးကားလေးဆိုကျွန်မကြည့်တယ်ဘာကြောင့်လဲဆိုတာပညာပေးကားကြတော့ငါတို့တင်ယူရမယ် မင်းတို့အိမ်အောင်ကြားလို့ရှင်ဘလို့အဲ့လိုမျိုးလည်းလူရဲ့ဒုက္ခဘဝဒုက္ခမှာအဲ့ဒါမျိုးတော့ဟိုကျမကရုပ်ရှင်ကြည့်လို့ရှင်ဟိုပေါ်ဘလို့ခေါမလဲဘုဟုတ္တပညာပေးကိုပူကြည့်တာများတယ်ပြောချင်တာဘာလဲဆိုတော့ဘယ်မင်းသမီးကဘလို့ရှုပ်တာဘလို့ရှုပ်တာအဲ့ဒါတွေက single ဖြစ်လို့ရှင်ဟိုသူ့ရဲ့ privacy သူ့ရဲ့ privacy ပဲလေနော်အဲ့ဒါကိုထားမယ်အဲ့ဒါကိုကျမနားမလဲဟာအမင်းသမီးကရေးလဲ blame တာတိလားဟာကျမဆိုမနေ့ကအဲ့ကျမဖြစ်ဆိုပြကြည့်မယ် TikTok မှာဆိုလို့ရှင်6ခုလောက် block လုပ်ရတယ်။အဲ့အဲ့မင်းသမီးကို oh blame လုပ်တာ။အတေးချာတော့မကြည့်ကြပဲ။တချို့ကဒီမှာလိုလိုရှိပါတယ်။ဟိုမှာရုပ်ရှင်မင်းသမီးကြီးကလာခဲ့တက်လာခဲ့ဆိုတော့သူတက်သွားတယ်။တက်သွားတဲ့အခါမှာဟိုနေရာမရတော့ရောက်ခမပေါ့နော်ဒရိုးသားအမေကမျက်နှာကြီးကလည်းစူပုတ်လာ။တကယ်ဆိုရိုးသိုးသားမြေ professional ရှိရအော်ဒါမင်းတို့ချင်းချင်းမင်းသမီးလေးတို့မိသားစုပုံကအနောက်လေရိုက်ရိုက်ရိုက်လို့ရပါလိမ့်ဟုတ်တယ်မလားခဏတာလေးပဲကွာဟိုကခေါ်လို့သွားတာ तू blame လို့မယ်ဆိုလို့ရှင့် ရိုးသမီးရဲ့ဦးစားအမတဝမ်းကို blame ပေါ့ဘာလို့ပြောချင်တာ professional မဆောင်သလိုသားမရအဲ့ဒါကြောင့်လဲသူ့သားအရင်တော့ကိစ္စတွေเนาะဒါဒါလည်းအကုန်သိမှာပါကျွန်တော်တို့ကလည်းသတင်းတွေလည်းကြားနေရတော့เนาะသူ့သားအရင်တော့ကောင်းမလေးနဲ့ဘယ်လိုဖြစ်ခဲ့လဲအဲ့လိုမျိုးရောက်ခွန်မတွေနဲ့ဆိုတော့အမလေးတော်သေးတာပေါ့ မတော့အမြောက်ခမဟုတ်ကျွန်မချွေးမရဆိုကျွန်မကလေဒန်းတူဆက်ဆံတယ်ကောင်းစီဖြစ်စေမကောင်းစီဖြစ်စေကိုမြတ်တာကိုပြပေးတယ်အထူးသဖြင့်ပေါ့နော်တို့လိုဟိုနမဲကြီးမင်းသားမင်းသမီးတွေရဲ့မိဘတွေဆိုတာကိုပို့ပို့ပြီးတော့ professional ဆန်ရတယ်မျက်နှာကြီးတုပ်ပို့ပြီးတော့ဟိုကလေးမလေးကတက်သွားတယ်ဆိုတာကဟိုဘက်ကခေါ်သွားတာလေအော်အဲ့ဒါလည်းမင်းကအဲ့ဒါရင်းတက်လာပြန်အောင်ဆိုတော့နင်တို့တွေလည်းလေကျွန်မမပြမသိလားရှင်တို့လည်းအလုပ်မရှိလို့ရှင်လေဘာလို့တို့လားဟိုဖျားလေးပါလေမင်းများရှိကိုကြအကူကဟိုလူကို blame လိုက်လူကို blame ပြဿနာခုဖြစ်အဲ့ပြဿနာတော့တဲမှာကိုตาရားနေတာအဲ့ပြဿနာကိုပဲသဘောကျပြီးအဲ့ပြဿနာကြီးတဲမှာပဲလူကပျော်ရွှင်နေကြတယ်ခုဘဝအတွက်ကိုမရှိ not အရင်အားနေကြတာလားယင်ကျမတို့ကျမတို့ဆိုလို့ရှိရင်လေတကယ်ပေါ့ဟိုအဲ့အတွက်ကိုကျမအချိန်ပေးနိုင်ဘူးကျမအတွက်အကျိုးမရှိဘူးနော်ကျမမကြည့်ဘူးကျမနိုင်ငံရေးလက်ကျမမကြည့်ဘာကြောင့်လဲဆိုတော့နိုင်ငံရေးလက်ရှုပ်ရှက်ခံတာခေါင်းရှုပ်တယ်ခေါင်းကမခံနိုင်ဘူးအခု loss စစ်စစ်မှာငါသည် အသက်တရာရလာပြီမမတိခင်လေးမှာငါဘာလို့သွားမလဲကောင်းမှုကုသိုလ်လုပ်မယ်ဖရာတရားများပို့လို့မယ်ဖရာတရားများမြင်အောင်နေမယ်ကုလူတွေချင်းချင်းတောင်းတောင်းနဲ့မတည့်ဘူးဆိုရင်တက်အောင်လုပ်ပေးမယ်ဟုတ်တယ်မလားကိုနဲ့အဆက်ဖူဒီလူကဆဲတယ်ဆိုရယ်ဆိုရင်ကိုရှောင်ပလိုက်မယ်မိကပူတယ်လေကိုရဲ့ကိုရဲ့အတွင်းထဲမှာရှိတဲ့ကိုရဲ့ ပြဿနာကိုကိုမစင်းစားပဲနဲ့အိုးသူများပြဿနာတွေကိုပဲလိုက်ပြီးတော့အောင်မလီပုံကြီးချက်ပြီးတော့ဟာလာကြပါဟဲ့မလီတကယ်ဟုတ်ပါလားလမ်းမနာဈေးတယ်လေအဲလာစားကြလာစားကြကျမစီရလာစားကျမစီမလာဝဲအဲ့လိုပုံစံဖြစ်နေတယ်သူများတည်င်းကိုကိုရဲ့ page ရဖို့အတွက်အာလုံနေကြတာလုံနေကြတာအမလီကြောက်စရာရွံစရာကြီးတယ်လားအဲ့တစ်ချက်ပေါ့နော်ဒါကြောင့်မို့တကယ်နဲ့နင်တို့ blame လုပ်မှာဆိုအဲ့မင်းဒီမဟိုအပြစ်မတင်နဲ့ မင်းသမီးကိုလက်တပုံရိုက်ဖို့ဆွဲခေါ်တဲ့သရိုးသမီးရဲ့အမအုံတို့အဖြစ်တင်ဒါပြီးတော့နောက်တစ်ခုကျအဖြစ်တင်မှာရောက်ခမအဖြစ်တင်ဘသူမကဥနောက်ရှိတယ်ကွဲ့နော်အဲ့မင်းသမီးအငယ်ပေါက်စားလဲဥနောက်မရှိမို့ဘသူကမှဟိုသူမင်္ဂလာဆောင်ရဲ့သူများရဲ့မင်္ဂလာဆောင်မှာလိုက်ရလိုက်ရနဲ့တွားနေအောင်ခလေးအစာသိတယ် လူဆိုတော့ထမင်းစားလူတွေကြီးပဲဒီနေရာငါသွားလို့ရှိရင်ငါသွားတင်တလားဒါပါတင်တာ तू မသိသိမှာပဲဒါပေမဲ့ဟိုကခေါ်လိုက်လို့လာခဲ့လာခဲ့လို့ခေါ်လို့ तू တက်သွားတာလေအဲ့ဒါနဲ့တော့ဘာဖြစ်နေကြတာရောရစရာမရှိအောင်တို့ပြောနေကြတို့မှသားသမီးမရှိဘူးလားတို့မှတိုက်လို့ရှိရင်တော့ရစရာမရှိအောင်ပြောတို့တို့ခြိုက်လို့ရှိရင်အဲ့ပါတဲ့မင်းကြီးပါတဲ့ခြေတော့တို့လိုက်စားမဲ့ဟာလေမိုက်ရင်းသွားရင်တော့ sorry ပဲအဲ့လိုမျိုးလူစားမျိုးတွေကိုမကြိုက်လို့ငါလည်းမကြိုက်တဲ့မင်းသမီးငါရှိတာပဲငါမကြိုက်တဲ့မင်းသမီးငါခြေတော့မခြေတော့ငါအကုန်ဘလောက်ထားရတယ် ငါမကြိုက်တဲ့အစိုးရရှိတယ်ငါအကုန်ဘလောက်ထားပြီးတော့မျက်စိတက်တာတယ်လေဟုတ်တယ်လေမချိန်ဘူးလားအခုတော့မယူကျမမကြိုက်ဘူးနော်ကျမအခုတော့မယူကျမအကုန်လုံးဘလောက်တယ်ကျမဘလောက်ထားတဲ့အစိုးရတွေဆိုအများကြီးပဲကျမ Facebook ထဲမှာ follower လောက်လောက်ထားဟောအကုန်လုံးကကြက်ပေါ်ပေါ်လာတာမှတ်လား Facebook ကလည်းပေါ်လာရှင်းဘလောက်ပဲပြီးတော့ဘယ်မီဒီယာတို့အကြောင်းကြီးလဲအဲ့မီဒီယာလဲဘလောက်တယ်ကျမ Facebook မှာဘလောက်ထားအများကြီးပဲပါကြည့်မယ်ဆိုအာမီဒီယာဆိုအမျိုးမျိုးပဲကျမအကုန်ဘလောက်ထားတယ်မမြင်ချင်လို့ကိုမကြိုက်ဘူးမလား လောက်ထားလိုက်လေဘာလို့အာကုသူတွေယူတော့ပြောဆိုနေမှာတော့ဘာလို့အာကုသူလိုချင်တာတော့အခုကြည့်အဖမ်းခံတယ်ရောသူရဲ့အာကုသူကြောင့်သူ့ပြန်ရသွားတာဟာတစ်ချိန်လို့ဟိုလူပြောဒီလူတင်းပြောဟိုလူကိုဆဲဟိုလူကိုပြောအာဟိုလူတင်းနေချာအနေယုံကြီးကဘာယုံကြီးလဲနေရယုံအော်ငါဘလောက်ချောလဲအော်သူ့ကိုကြည့်ကိုရဲ့နှုတ်ကြောင့်ကိုရဲ့မကောင်းတဲ့ထွက်လာတဲ့အရာတွေကြောင့်ကိုပြန်ခံရတာအဲ့ဒါကိုကျွန်တော်သင်ငန်းစာယူရမှာရှင့် နောက်တော့ယောက်ျားလေးတမ်းမသလားယောက်ျားလေးယောက်ျားလေးတမ်းမဲမိန်းမတယောက်လိုတော့တော်တော်အတင်းတောက်တဲ့ဟာကြီးအများကြီးတော့နော်မရှက်ကြဘူးလားဟဲ့ယောက်ျားဆိုတီတက်နေရတယ်ဟုတ်တယ်ဟုတ်ဆိုတော့တော်လေးပေါ့နော်အဲ့တခုပဲကျွန်မပြောချင်ပါတယ်ဆိုဒီနေ့ကနှစ်ခုပေါ့နော်အလုံးမရှိအကင်မရှိဆိုပရိမများစိတ်ကြဖီးယားတရားအခွေမများထောင်ကြသူများကြောင့်တဲ့အချိန်မေးတော့မကုန်နဲ့ရှင်တို့အဲ့လောက်တဲ့အချိန်ပေါ့ကျမတို့အချိန်ပေါ့ကျမကု နောက်တောင်းနေမှာအိပ်ရမယ်ပြီးလို့ရှင်ကြပြောင်းသွားမယ်ကို့အတွက်ကို့ရဲ့အချိန်လေးမှာကိုနဲ့ငိမ့်သက်ချင်းတဲ့အရာပဲကျွန်မစောက်ထားတယ်ပြီးကျွန်မဘာလို့ကျွန်မ game ဆော့မယ်ကျွန်မအဲ့ game ကကျွန်မစိတ်ကိုအေးစေတယ်ပတ်စံနဲ့ဆော့မလို့အလကားဆော့လာဒါကကျွန်မတို့ဒီမှာဆိုရှင်ပေါ့ဒီ assignment ရောတမားကပေးတဲ့ဒီ game ကဥနောက်ကိုပေါ့ကစားပေးတာပေါ့နော်ကျွန်မတို့ဥနောက်ကိုလုပ်ပေးတယ်ပြီးလမ်းတော့ရှောင်းမယ် ကိုယ့်အတွက်အကျိုးရှိမယ့်အရာလေးလို့ဘယ်နဲ့သူများအပူတွေဟိုလူအပူတွေဒီလူအပူဟိုမင်းသမီးအပူတွေဟိုကအပူတွေအိုးရှောက်ပြီးတော့ပြောတော့ပြီးနိုင်ဘူးကျမသာအဲ့တော့အဲ့ဒီမင်းသမီးလေးကို blame လို့ပြောပြအောင်မသိလား तू ဘယ်မသိဘဲနဲ့ तू သိတာပေါ့ဘယ် तू မတက်ချင်ဘူးနော်ဟိုကခေါ် तू သွားလိုက်တယ်ပြီးတော့ तू နေရာမပေးဘူးရောက်ခမဟိုပေါ့ဒီဒီမင်းမီးရဲ့မင်းသားရဲ့မင်းသားသရိုးသားရဲ့အမေက professional မဆန်ဘူးတခါလေး အော်သူမျိုးလုံးမျိုးလုံးတစ်ထောင်ကြည်လေနော်အော်ဟိုကလင်းမလေးကခေါ်လိုက်တယ်သူသူတို့အမျိုးဘက်ကခေါ်လို့လူပြင်သားမှာအချင်းချင်းခေါ်လို့ဓာတ်ပုံရိုက်တာပဲသူကြားဝင်တာမဟုတ်လေဟုတ်တယ်ဟုတ်နိုင်မိသားစုပုံရိုက်ကျွန်မတို့ကျွန်မညီမကျွန်မသားကျွန်မမိသားစုမှာအကြီးဆုံးဆိုတော့ကျွန်မသားအငယ်လေးရဲ့မိင်္ဂလာပွဲမှာကျွန်မညီမဆိုဓာတ်ပုံတော့မရလဲရအောင်ကဲမုံသွားရွေးနေလို့ဟာသူသိတယ်နားလည်းပြေးလိုက်တယ်အရေးကြီးသူဓာတ်ပုံရိုက်ဓာတ်ပုံရိုက်တယ်ဆိုတာဓာတ်ပုံပဲလေ တချို့တော့ရေပြီး꽌ွားတယ်ဗုံးကြီး pre wedding လုပ်ကြတယ်ထလှပရိုက်ကြတချို့꽌ွားတာပဲရေးကြည့်တာကတောင်းတောင်းမေတ္တာလေးထားပြီးတော့ respect ပေးရမှာဆိုတော့ကျမအနေနဲ့တော့တို့တော်ရဲ့အမေမှားတယ်ကို့မှာသားသမီးရှိတာပဲเนาะဘယ်မင်းသမီးကိုသွားပြီးတော့မင်းသမီးဒါကို့သားကောကို့ချွေးမအမှုပညာရှင်လေအမှုပညာအပေါင်းအသင်းတွေလာတာပဲအဲ့ဒါဖြစ်တာတော့ရှင် ဆိုတော့ရိုးသမီးအမေပဲကျမအပြစ်တင်တယ်မင်းသမီးလေးကိုအပြစ်မတင်ဘာကြောင့်လဲဆိုတော့ तू ကဟိုမင်းသမီးကခေါ်လို့ तू တောင်းပြီးတက်ဖို့ရခံလားဘယ်သူမှလှိုက်ရလှိုက်ရနဲ့သူများမင်္ဂလာဝဲကိုဟိုဖျက်ဆီးရအောင်ဘယ်သူမှဥနောက်မရှိလို့မဟုတ်ဘူးเนาะရှင်တို့တွေကဟိုဘယ်လိုခေါ်မလဲဆိုတော့တစ်ချိန်လုံးလေလူတောက်ကိုမုန်းမဟိဆုံးလေအာမပြီးတော့အိုးမပြီးတော့ရှင်တို့တွေဥနောက်လေးအရင်စေးကြောကြရှင်တို့ကမြစ်တာတရားလေးနဲ့ပို့ထဲတာအဲ့ဒါမှ ခုရဲ့အိမ်ကိုပဝင်းချင်းကိုမိသားစုကိုကမေတ္တာပြန်ပေးနိုင်မှာအဲ့လောက်လေးပြောချင်ပါတယ်ရှင့်ဘလောက်ပါပဲဆိုတော့ဖြစ်နိုင်လို့ရှင်တော့ကျမတော့ကိုရဲ့နှုတ်ကလေးကိုထိမ့်မှာအလကားနေသူများတကာကို complain တက်မယ်သူများတကာကိုမျက်လုံးကဟိုပေါ့တစ်ချိန်လုံး cross ပေါ့နော်ဟာဒါလည်းကြည့်မကောင်းဒါလည်းကြည့်မကောင်းအဲ့လိုမျိုးကြည့်မကောင်းလို့ဆိုရင်လေဘာလို့ block ထားလိုက်ကျမက block ထားတယ် ျမပြီးကျမပြက်ပြပြကျင်တယ်ကျမဖုန်းထဲမှာကျမ Facebook မှာအော်မလီမနေ့ကမီဒီယာကျမပတ်ထားအများကြီးပဲအဲ့ဆိုအဲ့မှာဟိုဟိုအကောင်အကောင်နှစ်ကောင်သုံးကောင်လားမသိရှိသေးတယ်လာကဲလာကဲမလီယောက်ျားကြီးဖြစ်ပြီးတော့ဟဲ့လာကဲလာကဲလာငါပြမယ်လာချိဘလို့အဲ့မင်းသမီးကအော်ဒုက္ခပဲခေါ်လို့သွားတာလေနင်တို့ကနင်တို့ကနင်တို့ page တွေရကျင်တယ် follower လိုချင်တယ်သူများတကာကိုချနေတယ်အဲ့ မပူစားရတယ်လားအကုသူတို့လည်းစားတယ်မစားပါနဲ့မတတ်ပါဘူးဒါကြောင့်အားလုံးပြောချင်ပါတယ်စိတ်ချမ်းသာသာကိုကျမ်းမာနေပြီးတော့သူများနဲ့အတဏ္ဏဆိုမေတ္တာတရားလေးထားကြပါလို့နှုတ်ကလေးတွေကိုလည်းစောင့်ကြည့်ကြပါလို့ပြောရင်းနဲ့ကျမ live လေးကိုအဆုံးသတ်ပါတယ်ရှင့်